ရောက်စီတိုင်းအားလုံးမင်္ဂလာပါ။ယနေ့ဖတ်မဲ့နှုတ်ပတ်တော်ခေါင်းစဉ်လေးရတော့ရေဖတ်ဩဝါဒစာအခန်းကြီး6အငယ်73မှ78ထိုးကြောင့်ခရင်ဆိုးရွားသောကာလ၌စီးတားနိုင်သည်ဖြင့်ကိစ္စအလုံးစုံတို့ကိုပြီးစီး၍ခံရနိုင်မည်အကြောင်းဘုရားသခင်ပြင်ဆင်တော်မူသောလက်နက်စုံကိုယူဆောင်ကြတော့သစ္စာတည်ဟုသောကပန်းကိုစီးလျက် ထောက်မဲ့ခြင်းပါရမီတည်ဟူသောရှင်ယုံတစားကိုဝစ်စင်လျက်ငိမ့်သက်ခြင်းနှင့်ရှင်သောဤဝိကလိတရားကိုဟောပြောအံ့သောငါပြင်စင်သောအဖြစ်တည်ဟူသောခြေဆုကိုဆုလျက်ခံရကြလောမာနပြစ်ခတ်သောမိဇက်လက်နက်ကိုကာတတ်နိုင်သောယုံကြည်ခြင်းတည်ဟူသောလွားကိုလည်းခတ်သိမ်းသောလက်နက်တို့အပေါ်မှာထက်ဆင်း၍ယူဆောင်ကြလောကဲတင်ခြင်းတည်ဟူသောတန်ခမောင်းလုံးကို၎င်းဘုရားသခင်နှုတ်ကပတ်တည်ဟူသောဝိညာဉ်တော်၏တားကို၎င်း ယူကြလောကာလအစဉ်စဉ်နှလုံးပါလျက်ဆူတောင်းပတ္ထနာပြုခြင်း အမျိုးမျိုးတို့ဖြင့်ဆူတောင်းကြလော ထိုသို့ဆူတောင်းခြင်းကအာမလျှော်ပဲလျက်နာမဆာ၍တန်ရှင်းသူအပေါင်းတို့ဖို့ဆူတောင်းနဲ့ဆောင်လျှောက်ကြလောအာမင်